ဖွာတဲ့နာမည်ကတော့ဝင်းကြည်လေအသက်က60နဲ့69အကျော်ရောင်းလာတာအသက်20ခရဲကဒီနေ့45နှစ်ရှိပြီဒီလဲရမှာပဲရောင်းလဲရမှာမနေတာငားနေရတာပေါ့သမီးခေါ်ပါတယ်ကိုမနေတာအဲတယောက်ထဲနေရတာကိုဟောက်ကိုသဘောကျတယောက်ကကုမ္ပဏီမှာလောက်တယ်လေအငယ်ဆုံးကဝဲရပြီလား အကြီးပဲကျောင်းထားတာပေါ့အဲအဲ့ပေါ့အကြီးပဲကျောင်းထားတာလုပ်ငန်းကတော့ဒီလုပ်ငန်းနဲ့ဒီလုပ်ငန်းနဲ့ပေါ့ဘာမှမပြောပါဘူးသူတို့လည်းထောက်ပါလေသူတို့ပေးတာနဲ့မလောက်တော့လောက်ရတာပေါ့ကိုကလှူချင်းတန်းကျင်နေလေကျောင်းနေပါလေလဲလှူရတန်းနေအဲ့လိုပေါ့ကျမကြီးကောင်းသမ ्या တော့လုံနေမှာပဲဟဲ့လိုကျမကြီးကောင်းသေးရွေးပေါ့ ွားအဖွားသက်ဘာနာမည်တော့ဝင်းကြည်လေအသက်က60နဲ့60နဲ့ခွန်အသက်ကအကျော်ရောင်းလာတာအကျော်ရောင်းလာတာအသက်20ခရက်ကဒီပေါင်းဘယ်လောက်ရှိဒီနေ့45နှစ်ရှိပြီအသက်20ဆိုတော့49နှစ်ပေါ့ဟုတ်တယ်မဟုတ်လားအခု60 60နဲ့ခွန်ဆိုတော့49နှစ်ပေါ့အကျော်ရောင်းလာအသက်20ခရက်ကစတာဟုတ်သမူစားဟိုအာလူကိုပြုတ်လောက်တာလေ ိမ့်မို့အဲသမူသာကော်ပြန့်နဲ့လောက်တာပေါ့သမီးကော်ပြန့်ကိုဖြက်လိုက်တယ်သုံးချက်ဖြက်ဒါတော့အာလူးကိုပြုတ်တယ်နှွာတယ်ကြက်သွန်ပြီးတယ်ပေါ့နောက်အာမကြော်ရဲဘူးသမီးအဲအာလူးရဲ့ကြက်သွန်ရဲ့အချုံမုတ်ရဲ့မဆလာရဲ့စားရဲ့အဲ့သုံးမျိုးနေပြီးတော့ထုတ်တာပေါ့သမီးတေးယောက်ကတယောက်ကဆေးတုတ်တယ်လေ။ဟာဟိုကတယောက်ကဟိုသမီးကအွားနဲ့အတူတူပေါ့အခုတော့ဈေးကူရောင်းတယ်။ ေးကူရအောင်ตาတယောက်ကအိုက်တာကြီးလိုက်မဆေးသွားတော့သူတို့တွေရောအကြောင်းနေပြီးကြလားအဲပီရဟိုတဲ့သမီးတယောက်ဝယ်ပြီးတယ်လေတယောက်ကကုမ္ပဏီမှာလုပ်တယ်လေအငယ်ဆုံးကခွဲရပြီးလားသူတို့ပွဲရအောင်လေအကြီးပဲကြောင်းထားတာပေါ့အဲအဲ့ပေါ့အကြီးပဲကြောင်းထားတာလုပ်ငန်းကတော့ဒီလုပ်ငန်းနဲ့ဒီလုပ်ငန်းနဲ့ပဲသူတို့ပွဲရအောင်လေဒါဒါနဲ့ပဲဟေးဘယ်လောက်ဘိုးလောက်ကြောင်းရလဲဟိုတင်းဘိုးလောက်တော့ရအောင်ပေါ့သသိန်းခွဲဘိုးသသိန်းခွဲဘိုးသသိန်းခွဲအမြတ်တော့ အမြတ်အမြတ်ကသိမ့်မရှိတော့ကိုကဈေးတွေရက်တက်နေတော့နော်ဘာမြက်မဲ့တသောင်းခွဲလောက်ပဲကျန်တော့ကိုတော့ကဆို3000လောက်မြက်တယ်အခုကတသောင်းခွဲပဲမြက်တယ်ဈေးတွေကအကုန်တက်အာလူကလည်းတောင်း1000အဲစီရတောင်း2000ကျက်သွန်က9000လေရအဲ့လိုဝယ်လောက်ရကော်ပြန်တသောင်းကော်ပြန်ဈေးကတသောင်းခုတရာကိုလေခုတရာကိုတသောင်းဝယ်ရ ဒီဘာလို့ဟိုအနည်း40တော့တခြားနေရာမပြောင်းနဲ့လဲလဲမှာပဲရောင်းလဲလဲမှာပဲရောင်းလဲလဲမှာပဲနေတာငားနေရတာဗောသမီးအိမ်ပိုင်လည်းမရှိပါဘူးငားနေရအခုဒီအိမ်ပိုင်မရှိဘူးငားနေတာညကြတော့9နာရီလောက်သိအညညက9နာရီသိနေလေ9နာရီသိရင်အိမ်ပြန်ရောက်တော့10နာရီလောက်ပေါ့10နာရီလောက်မှအိတ်တယ်လေဖခင်တွေပဲရှိပိုးပြီး10နာရီလောက်မှတုံးလုံးလဲအိတ်တော့တာပေါ့ မနေ့မနေ့ကြာ6နာရီထားကိုနေ့စဉ်စားတော့ဖို့အတွက်ကြာတော့ဘယ်သူကချက်တယ်နေ့စဉ်စားတော့ဖို့အဖွားတယောက်ထဲဆိုတော့ဝယ်ပဲစားလိုက်မချက်တော့တစ်ခါတလေမချက်အများကတော့ဝယ်မစားပါဘူးကိုကကိုလည်းချက်စားအေးဘောမျိုးတွေဟိုကျောင်းကတော့တစ်ခါလေးကြက်လို့ရှိရင်မရောက်ကြည့်ဘူးအဲ့လိုရမ်းပြန်မှန်းပြီးချိကုန်လည်းပန်းကြရပါရှိမရှိပါဘူး လုံနေကြဆိုတော့ပုံမှန်လေပို့လည်းမတော့ဘူးပုံမှန်မယ်နေတိုင်းဒါပဲဒီဆန်ချိန်ကဒီတိုင်းပဲပို့လည်းမတော့ဘူးကိုပုံသလောက်ပဲလုံသားသမီးရောဒေးရောက်တာကိုပြောတယ်ဘာမှမပြောပါဘူးသူတို့လည်းထောက်ပါတယ်သူတို့ကဆေးဖိုးလေးပါလေးထောက်တာပေါ့အဲ68နဲ့မှာစဈေးစဈေးစရောင်းတော့20အသက်20 ော့ကျမ်းမာရေးကောင်းသမ ्या တော့လုံနေမှာပဲဟုတ်လို့ကျမ်းမာရေးကောင်းသေးရွေပေါ့သာသမီရေးပေးနေရောဘာလို့အဲ့ဒါနဲ့အဲဘယ်လောက်မလောက်ဘူးသူတို့ပေးတာနဲ့သူတို့ပေးတာနဲ့မလောက်တော့လောက်ရတာပေါ့ကိုကလှူချင်တန်းချင်နေလေကျောင်းနေပါသေးလဲလှူရတန်းနေအခုလိုပေါ့နာရေးตาရေးတွေလည်းရှိတယ်အဲ့ဒါလေးလည်းလှူရတာပေါ့သူတို့ပေးတာနဲ့မလောက်ဘူးလေအဲ့တော့ဒီအကျော်လေးရနေရောင်းရင်လည်းခုလိုပေါင်းဖို့လည်းလုပ်ချက်အဲလောက်တယ်လောက်တယ် ို့အတွက်ပါမယ်ဟာလေအဲလောက်တယ်လောက်တယ်ဒါရီများတော့ဖြစ်တယ်ကုန်းဆောင်တာကိုလူလာပေါ့သမီးရဲ့ဒီဆွန်းလေးအာယုံအတွက်ဆွန်းလေးလူတယ်အဲ့ဒါအမြဲတမ်းတပတ်တခါလေးအာယုံအတွက်အာယုံအတွက်အလိုဖြစ်တာအဲ့ပါအဲအဲ့ပါစားသုံးသူတွေပေါ့စားသုံးသူတွေဆိုတာကိုထမင်းရှင်ဟင်းရှင်နေလေအဲထမင်းရှင်ဟင်းရှင်နေအားပေးကြပါပေါ့ဆူတောင်းရအောင် သူတို့လည်းကြမ်းမပါစေချမ်းသာပါစေပေါ့ကိုယ်ဒီမှာဝယ်စားတဲ့သူတွေကထမင်းရှင်ဟင်းရှင်နေအညာတိုင်းဆူတောင်းနေကြမ်းမပါစေချမ်းသာပါစေဘေးရန်အန္တရာယ်ကင်းရှင်းပါစေ